ချင်းမျိုးသားတပ်ဦး CNF ကစတုထအချိန်မြောက်ဒေတာကော်မတီများညီလာခံကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာနိုဝင်ဘာလ23ရက်နေ့ကနေ25ရက်နေ့ထိကျင်းပခဲ့တယ်လို့ CNF ကထုတ်ပြန်ပါတယ်။အဲ့ဒီဒေတာကော်မတီများညီလာခံမှာနိုင်ငံပေါင်း73နိုင်ငံကကိုယ်စားလှယ်68ယောက်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ CNF ရဲ့ချင်းလန်းတိဆောက်မှုအကောင့်စီဖို့အတွက်နိုင်ငံတကာရောက်ချင်းလူမျိုးအလုံးပူးပေါင်းပါဝင်ဖို့ အမျိုးသားတော်လှန်ရေးမှာရန်မုံငွေထည့်ဝင်ဖို့တိုက်တွန်းခဲ့ရလို့သိရပါဗါးအာဆီယံဥက္ကဋ္ဌရာထူးယူခဲ့တဲ့မလေးရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ Federal Democracy စနစ်တည်ဆောက်ရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေမှာအကူအညီဆောင်ရွက်ပေးခဲ့တယ်လို့နောက်လာမယ့်အာဆီယံဥက္ကဋ္ဌအိန္ဒိယချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာ Federal Democracy စနစ်တည်ဆောက်ရေးမှာပုံမှန်ထိရောက်တဲ့အကူအညီတွေပေးဖို့ကိုလည်းတောင်းဆိုခဲ့လို့သိရပါဗါးတော်လှန်ရေး ရှာဖွေသွားမလဲပေါ့နော်အဲ့ဒါတခုရဲ့ပြီးတော့မလေးရှားမှာရောက်ရှိနေတဲ့ခြင်းဒုက္ခတွေအကြီးပေါ့နီလာခံချက်ပေါ့နော်ဒေတာကော်မတီရဲ့ CNF ကိုပဲပံ့ပိုးကူညီတဲ့ဖွေပေါ့နော်ဒါပေမဲ့ CNF တခုတည်းမဟုတ်ဘဲနဲ့လက်ရှိကြုံတွေ့နေရတဲ့ဒီ situation တွေပေါ့နော်အကြီးစားတွေလည်း organization အတိုင်းလေးဖြစ်လို့နေထိုင်နေနိုင်ငံအစိုးရတွေကိုလည်းအခြေအနေတွေတင်ပြဖို့တော့နောက်တစ်ခုကျတော့လူသားချင်းစာနာမှုပံ့ပိုးကူညီနိုင်အောင်ပေါ့တွေးဆောင်ခဲ့တဲ့နိုင်ငံတကာကော်မတီတွေဟာ ချင်းမျိုးသားတပ်ဦးခိုင်မာအားကောင်းရေးနဲ့ဒေါ်လာရေးရံပုံငွေကိုအဓိကရှာဖွေပေးတဲ့ဒေတာဆိုင်ရာကော်မတီတွေရဲ့ညီလာခံလို့ဆိုပါရယ်လက်ရှိဒေါ်လာရေးမှာချင်းပြည်သူတွေဟာပြည်သူရံပုံငွေနဲ့ပြည်သူကနေဒေါ်လာနေရာဖြစ်တဲ့အတွက်ဒီညီလာခံကနေစည်ရေးနိုင်ငံရေးပုံမအားကောင်းစေဖို့ပြည်သူတွေအတွက်အားသစ်လောင်ပေးမယ်သဘောလို့ဆိုပါရယ်ချင်းဒေါ်လာရေးအတွက်နိုင်ငံလိုက်ရံပုံငွေရှာဖွေဖို့နဲ့တက်ဆိုင်ရာနိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံအခြေအနေကိုတင်ပြဖို့တွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ဒီကတော့အဲ့ဒီမှာဆုံးဖြတ်ချက်တွေချမှတ်ကြတယ်။ချမှတ်တဲ့အတိုင်းကိုသူတို့ကတစ်ဆိုင်ရနိုင်ငံအလိုက်သူကန္တာအလိုက်လူသားဆန္ဒကိစ္စကအစပြီးတော့အာရှန်ရဲ့5 point consensus ချင်းကမှုတွေကိုဆွေးနွေးကြတာဆိုတော့အဲ့ဒါတစ်ဆိုင်ရ ှစ်ကိုသူတို့ကပြန်ပြီးတော့ချပြန်ပြီးတော့မှလည်းဆက်လက်ပြီးတော့လုံ့ဝဆင်အနေနဲ့ချထားခဲ့တာဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်အတိုင်းကျွန်တော်တို့ချင်းမြတ်တပ်ဦးရဲ့နိုင်ငံခြားရေးဌာနကလည်းကမ္ဘာကထပြုပြီးတော့ဆက်လက်ပြီးတော့လုံ့ဝအကောင့်ထဲပို့ဖို့ဖြစ်ပါလိမ့်မယ်ဒီဒေတာကော်မတီများညီလာခံကြောက်ချင်းမြို့သားတပ်ဦးနဲ့ချင်းတော်လှန်ရေးအတွက်ပိုပြီးခိုင်မာအကောင့်နဲ့နိုင်ငံရေးစည်ရေးတိစောက်မှုတွေအကျိုးဖြစ်လာသလိုလက်ရှိစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူလူထုမပါဝင်မှုအတွက် ရွေးကောက်ပွဲကိုစန့်ကျင်မဲ့အားတစ်ခုဖြစ်လာမယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်။ကျမဒီရီပါ။